ကဲဒီတစ်ခါကသားတို့ရေလုပ်ငန်းသုံးလေးကဘာလုပ်ခိုင်းလဲဆိုရင်ပေးထားတဲ့ရုပ်ပုံကိုကြည့်ပြီးတော့တဲ့ရုပ်ပုံနှစ်ပုံမှာရှိတဲ့ရေတဲ့နော်ကွဲပြားခြားနားချက်ကိုရှာပေးပါတဲ့ကဲအဲ့တော့ပုံလေးနှစ်ပုံကြည့်လိုက်ပါဦးတောက်ကြည့်နော်ကဲ ပုံရင်းတဲ့ပုံကဘာလဲပုံရင်းလေပြောကြည့်ပါဟုတ်တယ်เนาะကာကြီးမှာရှိတဲ့ပုံကရေအိုင်ခေါင်းမှာရှိတဲ့ပုံကရောဟုတ်တယ်ရေတကွန်ဒါဆိုရင်တော့မျိုးစဉ်းစားကြည့်ပါဒီရေရဲ့ကွဲပြားခြားနာချက်ဒီပုံနှစ်ပုံမှာရေရဲ့ကွဲပြားခြားနာချက်ကဘာဖြစ်မလဲပုံလူကြီးเนาะတပုံကရေအိုင်တပုံကเนาะတောင်ပေါ်ကနေရေကြလာဟုတ်တယ် မတူတာဆိုဘာလဲဘာကွဲပြားခြားနားနေတာဟုတ်တယ်စီစင်းတာကဲရေအိုင်ထဲမှာရှိတဲ့ရေစီစင်းလို့ရှိစီစင်းလို့ရဘယ်ရမလဲเนาะသူမှာစီစင်းနေရမှာမရှိတာကဲရေဒုံကမှာရှိရဲ့ရေကြောင့်စီစင်းလို့ရရတာဗောเนาะဟိုးတောင်ပေါ်ကနေပြီးတော့ကြာလာပြီးရွှေစီစင်းသွားတယ်ဟောစီစင်းသွားရေကချောင်းမြစ်เนาะအဲ့လိုခွဲပြားပြီးတော့တဖြည်းဖြည်းနဲ့เนาะရေကစီစင်းသွား ကဲအဲ့ဆိုရင်ဒီရေရဲ့ကွဲပြားခြားနားကပါလဲစီစဉ်တာနော်တဘုံကကြတော့ဂျေရိုမစီစဉ်နိုင်ဘူးနောက်တဘုံကကြတော့စီစဉ်တယ်ပြောရမှာဆိုရင်ရွေရရှားနိုင်တယ်ပေါ့နော်တဘုံကကြတော့မြေရှားနိုင်ဘူးနောက်တဘုံကကြတော့ရွေရှားကဲအဲ့ဆိုရင်ဒီဘုံကြည့်ကြည့်မြင်တောက်ပြီးတော့ဘာနားလဲဟုတ်တယ်ရေကနော်မြေရာနေလက်ရာကိုစီစဉ်ပြီးတော့ရွေရှားနိုင်တယ်ဆိုတော့တောက်ပြီးတော့သိပြီနော်ကဲဟုတ်ပါပြီအဲ့ဆိုရင် ဒီချိန်နဲ့နောက်လုပ်ငန်းလေးကိုစပ်ပြီးတော့ကြာအောင်เนาะ